အခုရက်ရှိရေးသားရှိတာမရှိဘူးတကယ်ရေးသားထားမှဆိုလို့ရှိရင်ကိုကိုထားမလားဒါမှမဟုတ်မောင်လေးကိုထားမလားဟုတ်လားကိုကိုလားဒါမှမဟုတ်လို့ရှိရင်ပေးမထားခိုင်းလုံးဝရေးသားမထားဘူးခုမှ X တွေပဲရှိခဲ့ဘူးလားရှိတော့ခုတွေပြောနေတော့ဟုတ်ကဲ့အဲ့လိုမျိုးမရှိဘူးဟုတ် ဟယ်လိုဒါနဲ့ပြည်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတဟက်ကလင်းတန်ဖြစ်ပါဗျကျွန်တော်အခုအင်ရကံပေါ်ကိုရောက်နေတာပဲဖြစ်ပါတယ်ကျွန်တော်အင်ရကံပေါ်မှာလူတွေနည်းနည်းလေးကျွန်တော်ခေါင်းလေးဖောက်စားခြင်းပါတဲ့အဲ့ဒါတော့ကျွန်တော်ဘလို့ question လေးတွေမင်းလဲဆိုတာကိုလိုက်ပါပြီးတော့ပြည့်စုံပေးကြပါဦးနော်ဒီလေအခုခုလောက်မင်းလို့ရမလားဟုတ်ပါရလားဟုတ်ပြီဟာဝါဒါလေညီလေးသာတကယ်လို့စမ်းရှင်တယောက်ဖြစ်မယ်ဆိုလို့ရှိရင်ပါဝါရှိတဲ့လူပဲဆိုလို့ညီလေးဘာလို့ရှင်လဲစပိုင်မန်စပိုင်မန်ဘာလို့စပိုင်မန်လို့ရှင်လဲ ဒီလိုင်းရောတူတာတိုက်ပုံမှာလိုက်ကတ်တော့ဟဲ့လားရှုံးလဲဟုတ်ဟုတ်ဒါဆိုရင်နောက်တစ်ခုကအဲ relationship တစ်ခုထားမယ်ဆိုလို့ရှိရင်မမလားညီမလေးထားမလားအာညီမလေးရညီမလေးလားโอเคညီကျေးဇူးပါအကုန်သားတကယ်လို့ပါဝါရှိတဲ့လူတွေရောက်ဖြစ်မယ်ဆိုလို့ရှိရင် super hero တွေရလို့ပြောရကြည့်မလားဖြစ်မယ်ဆိုတော့ဘယ် hero ဖြစ်ရှင်လဲညာ okay super man ကောင်းပါဘာလို့ super man ဖြစ်ချင်တာလဲဟမ်ဘာလို့ super man ဖြစ်ချင်တာကြောင်းရပြန်ကျင်တာပေါ့ပြန်ကျင်တာအော်နောက်ဆုံးတစ်ခုတော့မေးကျင်တယ်အကူတကယ်တော့ရေးသားထားပါသလိုရှိရင်ညီမလေးထားမလားမမထားဘူးလားသူ့ပဲထားဘူးညီမလေးလားမမလားမမအမအော်ကျေးဇူးပါတို့ညီမလေးကြိုက်နေတဲ့ crush နဲ့ကွာတနာကြီးအတူတူနေခွင့်ရမှာဆိုညီမလေးဘာလုပ်မလဲမရှိဘူးရှင် crush မရှိသေးဘူးပေါ့ဟာအဲ့ဆိုနောက်တစ်ခုထားမေးမယ်တကယ်တော့ရေးသားထားပါသလိုရှိရင်ကိုကိုထားမလားမောင်လေးကိုထားမလားကကိုကျေးဇူးပါညီမလေးညီမလေးညီမလေးနဲ့ crush နဲ့ကွာတနာကြီးတော့အတူတူ ဒိတ်လောက်ပါမှာဆိုလို့ရှိရင်ညီမလေးဘာလုပ်ချင်လဲဘာလုပ်စကားမပြောတော့ဘူးလားဒီတိုင်းမထိုင်ကြည့်နေမှာလားသူဘက်ကပြောမှပြန်ပြောမှာပါအဲ့လိုပေါ့ဒီအရောကတော့နောက်ထပ်ထိုင်မှာနော်တကယ်လို့ညီမလေးအခုရက်ရှိရေးသားရှိတာမရှိဘူးတကယ်ရေးသားထားမှာဆိုလို့ရှိရင်ကိုကိုထားမလားဒါမှမဟုတ်မောင်လေးကိုထားမလားကိုကိုထားမှာဘာလို့ကိုကိုထားနေတာလဲဆိုးလို့ရလို့ဆိုးလို့ရလို့ခလေးလေးလို့ဆိုးလို့ရလို့ပေါ့ညီမလေး crush နဲ့ကွာ ်တကယ်လို့တနာ ਈ တိတိချိန်တိဒိတ်လောက်ရမယ်ဆိုလို့ရှိရင်ညီမလေးဘာလုပ်မလဲခွဲမှာမရှိရမရှိဘူးလားခွဲအိုးတကယ်ကြီးလားတကယ်ဟာโอเคအဲ့ဆိုရင်နောက်တစ်ခုမေးမယ် explore ရှိလားမရှိဘူးအဲ့ဆိုရင်ရေးသားထားမယ်ဆိုလို့ရှိရင်ဟွာကိုကိုထားမလားမောင်လေးကိုထားမလားမောင်ထားဟာဘာလို့လဲအပြိုကြီးလောက်ပါလားအားဝစီစီမရှိဘူးလေအော်အဲ့တော့အပြိုကြီးလောက်ပါဘော โอเคကျေးဇူးပါအညီမလေးအဲဘရိုမှာ H တွေပဲရှိခဲ့ဘူးလားရှိအခုတွေပြောနေဒီကလေးဘရိုမှာ H ရှိတယ်ဆိုလို့ရှိရင်ကွာ တကယ်လို့ H ကပြန်လာပါဆိုလို့ရှိရင်ဘရို H ကိုမလုပ်ဘူးလေမင်းမင်းတော့မေ့ပါရဲ့အော်တကယ်ကြီးလား oh my god တကယ်ကြီးလားဘယ် H ကိုတိတိကျကျပြောမှလက်ခံသိလက်ခံသိတဲ့လူဆိုလက်ခံပါဘောနော်အိတ်ကြောင့်ပါပါကြားရင်ဘရိုစိတ်ထဲမှာလုံးဝ ဘယ်လိုပြောရမလဲအရင်အဲ့ဒီစိတ်ထဲမှာနင်းနင်းခါခါရှိနေရဲ့ပြန်မမရှိဘာပြောလဲ Okay so do အဲ့ဆိုရတဲ့ခုပဲပဲအဲ့လားခုလက်ရှိကားမှာရေးသားရှိတာမှန်ရှိတယ်ထုံမသုံးပေါ့အာဘာလို့လဲအဲရှိတယ်ဗျာရှိရောရှိရဆိုရင်အဲ့ဆိုရင်ထားပါကျွန်တော်ခုပဲပါဗျာဘလို့တကယ်ရေးထားရဆိုရင်ဘလို့အခုထားတဲ့ရေးသားအကြီးရငယ်တော့မသိဘူးကွာဘလို့ဆွေးနွေးထားတဲ့ type က ကိုယ့်ထက်အသက်ကြီးရလားကိုယ့်ထက်အသက်ငယ်ရလားငယ်တာငယ်တာပေါ့ညီမလေးပေါ့ဟုတ်ဟုတ်ကျေးဇူးပါဘရိုသားတကယ်လို့ညီမရဲ့ X star ပြန်လာခဲ့မယ်ဆိုရှင်ညီမဘာလုပ်မလဲလုံးခါအလိုမျိုးမရှိဘူးဩအာဟုတ်လုံးဝလုံးဝပြက်လက်မခံဘူးပြန်ပြက်သားဟုတ်ဩဟုတ်ကဲ့ပြဟုတ်တော့နောက်တစ်ခုတော့မျိုးရအောင်မလားဆိုဟုတ်အခုလက်ရှိမှာရည်သားရှိတာမသိဘူးဗျရှိတယ်ရည်သားရှိဟုတ်အဲဆိုရင်ကျွန်တော်မင်းမှာဗျတကယ်အမရည်သားကအမဆက်ချက်မှာတွေ့ထားရလို့ရတယ်ကဲလို့ ကိုထိုက်အသက်ကြီးရတာငယ်ရတာကိုကိုလားမောင်လေးလားဘယ်လိုမျိုးတွေးထားလဲငယ်ရငယ်ရမောင်လေးမောင်လေးပေါ့ဟာဘာလို့မောင်လေးကိုသဘောကျရလဲမသိဘူးချစ်ဖို့ကားလို့အာချစ်ဖို့ကားလို့ဟုတ်ကဲ့ပါကျေးဇူးပါဗျညီမလေး ace ကတကယ်လို့ညီမလေးစီပြန်လာမယ်ဆိုလို့ရှိရင်ညီမလေးဘယ်လိုပြန်တုတ်ပြန်မလဲအာဘလောလိုက်ဘလို့လဲပါပြတ်သူ့ပြန်လာပြီးတော့လက်ခံပြီးဟိုပြန်လာပြောရဆိုရင်ရော ရတယ်ဒါပေမဲ့ဘလော့လိုက်။အော်လုံးဝစကားမပြောတော့ဘူး။อ๋อเอาสกุลคุณเราไม่รู้อย่างล่ะอ๋อเดี๋ยวญาติมานี่ยีตาทํามาဆိုလို့ရှိရင်အသက်ကြီးရဲ့လူထားမှာအသက်ငယ်အသက်ငယ်လူထားမှာကိုကိုလားဒါမှမဟုတ်ရှင်ပေးမထားခိုင်းလုံးဝယူတာမထားအခုတော့မရှိမရှိထားတော့ထားဘူးလားထားဘူးရောအာအင်အားဖြတ်ခိုင်းလို့ဖြတ်လိုက်တာရှင် ဟုတ်ကဲ့ကျေးဇူးပါကျေးဇူးကျွန်တော်ခုအရန်ကံပေါ်မှာလာရောက်ပြီးတော့အပန်းဖြေနေတဲ့ပြည်သူတွေကိုကျွန်တော်မိန်းကလေးတွေလိုက်ပြီးတော့မေးပြီးပြီဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ခင်ဗျကျွန်တော်တို့တဟက်မြန်မာရဲ့ social media platform တွေကိုလည်း like ဖောင်းလို့ဖို့လုံးဝမမေ့ကြပါနဲ့နော်ဒါဆိုရင်တော့နောက်ပြည်တွေမှာပြန်လည်ပြီးတော့ဆုံရကြပါမယ်ဗျအားလုံးပဲနှုတ်ဆက်လိုက်ပါတယ်